အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗောနော်ကျွန်တော်တို့ဒါအာဒီနေရာကနေဒါကျွန်တော်တို့အဲကျွန်တော်ဒီနေရာမှာဒါလက်ရှိနောက်ဆုံးဖတ်လိုက်တဲ့သတင်းပေါ်မူတည်ပြီးကျွန်တော်ဗီဒီယိုလုပ်ချင်တာဗောနော်အဲ့တော့အခုဒါကျွန်တော်တို့လာလီဂါရဲ့ဗီဒီယိုနှစ်ခုဆက်သွားရလို့ပဲပြောဒါကျွန်တော်ဒါမဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒါတွေးလိုက်ရတဲ့သတင်းတစ်ခုပေါ်မူတည်ပြီးကျွန်တော်ဒီဗီဒီယိုလေးလုပ်တယ်လို့ပဲဆိုရမှာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဆရာသမားတို့ရဲ့ လက်ရှိမှာဒါကျွန်တော် Atletico Madrid ကိုနိုင်သွားတဲ့အတွက်ကြောင့်မလို့ဒါဆရာကြီးဒါ Florentine Pires အနေနဲ့ဒါအဲမမေးရကစားသမားတယောက် Chelsea တိုင်းကိုဒါကျွန်တော်ပေါ့ဟုတ်ကဲ့ Euro 2သိန်းခွဲဒါကျွန်တော်စုချခဲ့တယ်ဆိုပြီးတော့ဒါကျွန်တော်တို့တတင်းတွေထွက်နေခဲ့တယ်တကယ်လည်းဟုတ်တယ်ဆိုတဲ့ပုံစံမျိုးပြောထားခဲ့တယ်ဘုနော်အဲ့တော့ဒါ ပြောမယ်ဆိုရင်ဒါ Florentine Pirès က Real Madrid ရဲ့ပိုင်ရှင်တော့မဟုတ်ဘူးလက်ရှိမှာ CEO ဖြစ်တယ်။နောက်ဆုံးကြားတဲ့သတင်းတွေရဆိုရင်ကျွန်တော်မောင်းမောင်းကျွန်တော်မိုင်းရင်ထောက်ပြပြီနော်။ Real Madrid ပြည်သက်တိချင်းလက်ရှိမှာဒါကျွန်တော်ဖတ်လိုက်ရတဲ့သတင်းတစ်ခုပါပါလဲဆိုလက်ရှိမှာလည်း Pirès ကပဲဒါ CEO ထပ်လုပ်ခွင့်ဒါနောက်ထပ်နှစ်တည်းအတွက်ရသွားတယ်လို့ပြောလို့ရတယ်။အဲ့တော့ပြောမယ်ဆိုကဘာပေါ်မှာပေါ့နော်ကျွန်တော်ဒါအချစ်လူချစ်ဆုံးတာကျွန်တော်တို့အသင်းပိုင်ရှင်နေလို့တော့ပြောသူတို့ပြိတ္တချစ်ဆုံးပေးပိုင်ရှင်အသင်းပိုင်ရှင်တော့မဟုတ်ဘူးဒါကျွန်တော်တို့ဟိုအသင်းကိုကြည့်ရတဲ့လူတွေလို့တော့ပြောလို့ရရတယ်မှာပါအဲ့တော့ ဖလော်ရန်တင်ပီရက်စ်ကဘာလို့ကိုဘိုကိုမကြည့်တယ်လူလူတွေကပဲဗောသူကိုဘိုကို ကြည့်စရာမလိုအသင်းကို ရောက်လာပြီဆိုရင်လူနှမျိုးရှိတယ်โอเคဒါခုနပြောသူပဲလက်ရှိလောကကြီးမှာဘောလုံးလောကမှာလူနှမျိုးရှိတယ်အသင်းကိုကဲတင်တကယ်ကို ချစ်လွန်းလို့ကဲတင်ခြင်းနဲ့လူရဲ့နောက်တစ်ခုက အသင်းကို စီးပွားရေးအရအသုံးပြုခြင်းနဲ့လူရဲ့ ပီရက်ကခုနကအပက်တော်မီရဲ့ဒါကျွန်တော်တစ်ဖက်ရဲ့ဒါကျွန်တော်တို့လုံးဝပင်နစ်ကုတ်တစ်ခုလို့တော့ပြောလို့ရတယ်။ဟိုအသင်းကိုချစ်လို့ဆွဲတင်ခဲ့တယ်ဘာလို့လဲဆိုတော့လူတော်များရီယယ်မက်ဒစ်ကိုတစ်ချိန်လုံးချမ်းသာလာတယ်ထင်ခဲ့တာမဟုတ်ဘူးလေရီယယ်မက်ဒစ်မမတ်ရတာကြောင့်ပတ်စံနေလူလူတို့အနေနဲ့ training queen တွေကိုဒါကျွန်တော်တို့ပြန်ပြီးငှားတာတို့ပြန်ပြီးဒါ training queen ရဲ့မြေတွေကိုရောင်းခဲ့တာတို့အများကြီးလုပ်ခဲ့တဲ့ဥစ္စာတွေရှိတယ်ဗျာအဲ့တော့ virus ကဒါကျွန်တော်ဂျားထဲမှာလည်းတူတူနေနဲ့တခြားသောလူကိုပေးလိုက်ရတယ်ကျွန်တော်တိလောက်ဂျားထဲမှာတခြား treat တည်တယ်သူပေးလိုက်ရတယ်ဒါပေမဲ့သူ့ဂျားထဲမှာတယောက်ပဲရှိတယ်အဲ့ပြီးတော့သူပြန်ရတယ် virus အဲ့တော့ POS နဲ့ပတ်သက်လာရင်ပေါ့နော် POS ကပြတ်သားတယ်သူတွေနဲ့သူဒူတော်များတစ်ချက်နောက်တစ်ချက် မုန်းတဲ့တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ POS က Real Madrid ကသူ့အတွက်ကနံပါတ်1ပဲအဲ့ဒီအချက်ကိုကျွန်တော်ကြိုက်တယ်ဘာလို့အဲ့ဒီ channel ပတ်သက်ပြီးညီးခဲ့တဲ့ဥစ္စာတွေအများကြီးရှိတယ်။မှတ်မိလားကျွန်တော်သူနဲ့ Ronaldo နဲ့ဒါကျွန်တော်တို့ဟိုဘာလဲသူနဲ့ Ronaldo နဲ့ညီးခဲ့တဲ့ဥစ္စာရှိတယ်။သူဘာ Ronaldo သူဘာလဲဟို ဘာလဲ ego ဖြစ်တဲ့ကောင်ဘာညာ तू ပြောခဲ့တယ်မှာဒါပေမဲ့ तू ပြောခဲ့တဲ့ဥစ္စာမှာ तू तू မားရိုင်များရှော့တယ်ဒါ तू အနေနဲ့တော့ပြောဒါပေမဲ့ तू ပြောခဲ့တဲ့အချိန်မှာဒါ Ronaldo ကို तू ပြောခဲ့ဆိုတော့ तू အသင်းနဲ့ပတ်သက်ပြီး तू ပြောခဲ့တာကျွန်တော်သူ့ကိုမှန်ပါတယ်မပြောဒါပေမဲ့ तू အနေနဲ့ तू ဟာအသင်းနဲ့ပတ်သက်ရင်အသင်းရဲ့အထက်မှာ तू ဘာမှပြီးမရှိဘူးအခုလက်ရှိဘောလုံးလောကမှာအဲ့ဒါကဘလောက်ထိကောင်းလဲဆိုတော့ခင်ဗျာဘောလုံးဘက်ကြီးရဲ့လူတိုင်းသိတယ်အခုလိုအချိန်မှာဒါ United ပြည်သက်ဆိုတော့ဒါမျိုးအရန်လိုချင်တာသိလားအခုဆိုကျွန်တော်တို့ဟိုကစားသမားကြောက်ဟိုကစားသမားပြီးအခုချိန်မှာခင်ဗျာပြောပြောချင်းတယ်နော် ။ Real Madrid ကအခုချိန်မှာ Vinicius ရောင်းဆိုရောင်းရဲတယ်။ Mbappe ကိုလာမယ့်နေ့မှာဆောက်ချုံးမပြေလို့ပြန်ထုတ်ဆိုထုတ်ရဲတဲ့ club တွေမှာပါတယ်။အဲ့တော့ဟိုဟုတ်တယ်ခုနကပြောတယ် Real Madrid ကအစင်လာရလဲကြီးမားတယ်အောင်မြင်မှုရလဲကြီးမားတယ်ဒါပေမဲ့ဒီနှစ်တွေမှာခုနကပြောတယ်ပဲ Real Madrid ကို Real Madrid လို့လုပ်ပေးထားတာ Pires ရဲ့ကျေးဇူးတွေအများကြီးပါတယ်ခင်ဗျ။ဖျားဆုအများကြီးပါတယ်။ဟို ျွန်တော်တို့ဒီဘက်ကတော့ CEO ပဲပေါ့နော်ဒါပိုင်ရှင်တော့မဟုတ်ပိုင်ရှင်ဒါခုနကပြောဒီဘောလုံးတင်တယ်ဒီကျွန်တော်လာလီဂါအများပိုင်နေများတယ်။ तू ကတော့လူတော်များမှားတာကျွန်တော်လည်းအရင်တော့ဟိုးအရင်တော့ထင်တာဒါ PRS ကဟာပိုင်ရှင်ဆိုတာ VM no 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 PRS ကပိုင်ရှင်မဟုတ်ဘူး။ PRS ကပိုင်ရှင်မဟုတ်ဘူး။ဒါပေမဲ့တော့ PRS ကခုနကပြောသေးပဲ तू က business တော့ business ပဲဒါခုနကပြောသေး तू စီးပွားရေးလဲစီးပွားရေးဒါပေမဲ့ तू VM တို့အတင်းစီကနေ तू ယူတယ်။မယူမဟုတ်ဘူးနော် तू မယူမဟုတ် तू မလဲဘူး तू ယူတယ်။ ဒါပေမဲ့ तू ယူတဲ့ဥစ္စာတွေကအသင်းတိုးတက်တိုးတက်လို့ तू ယူတာ तू အသင်းမတိုးတက် तू မယူအသင်းဆုတ်ပြတ်နေတဲ့အသင်းတိုင်ပတ်နေတဲ့အချိန်ဒီမှာ Florenti Pires က तू ဘယ်တော့မှသူ့ရဲ့အဖို့ तू မကြည့်ခုလက်ရှိမှာအောင်မြင်တဲ့အချိန်မှာ तू ယူတယ်ဟုတ်တယ်မှာကစားသမားတွေတန်းနဲ့ချီယူတဲ့သူတန်းကိုဆယ်နဲ့ချီယူနေတဲ့အချိန်မှာခုနကပြောသူပဲ Atletico Madrid လို့အသင်းမျိုးကိုနိုင်တဲ့အချိန်မှာနှစ်သိန်းခွဲပေးတဲ့အချိန်မှာ तू ဒီလောက်ခလာစာပုံစံမျိုး तू ယူတယ်ဒါပေမဲ့မယူလဲဖြစ်တယ် तू တို့ကဒါပေမဲ့ ူအနေနဲ့ဒါဟာသူအလုပ်တစ်ခုဖြစ်တယ်ဆိုတာဖြစ်အောင်သူဘာကျွန်တော်ဖတ်ဖူးတယ်သူဘာလို့ဒီလိုမျိုးတာကျွန်တော်ယူလဲဆိုတော့သူတစ်ခေါက်ဖတ်ဖူးတယ်ကျွန်တော်အနေနဲ့ဒီပတ်စံသူမလူရဘာလို့လက်ရှိမှာလက်ရှိ Florenti Pires ကဒါကျွန်တော် Spain မြို့မှာတကယ်ကိုကြီးမားတဲ့ real estate ရဲ့ပန်ရှင်တယောက်ဘယ်ဆိုဘော share holder တယောက်သူအနေနဲ့ဒီပတ်စံကသူမလို့ဒါဘာလို့သူပတ်စံယူလဲသူအနေနဲ့ဒီပတ်စံယူလိုက်ပြီဆိုရင်ဒီအသင်းကိုသူဟာအပျော်လုပ်ပေးနေတာမဟုတ်ဘူးဒီအသင်းကိုသူစီးပွားရေးရလုပ်ပေးနေတာဘာသူသာပတ်စံမယူခဲ့ဘူးဆိုရင်သူဖင်လေးသွားမယ် ။ तू အရင်ရော့ပေါ့သွားမယ်။အဲ့ကြောင့်မို့ तू ပတ်စံယူတယ်။ဒါပေမဲ့အဲ့ဒီပတ်စံကိုလည်းကျွန်တော်ကြားတော့ तू charity ကိုပြန်ထူတယ်လို့လည်းတစ်ခေါက်ဖတ်ဖွေဒါပေမဲ့ဒါကတော့ကျွန်တော်ဖတ်ဘူးတာပဲရှိတာ။ဟုတ်မဟုတ်တော့ကြောင့်သူရဲ့ရှိမှ real metric ကရတယ်ဒါ तू local လာစား။ तू နဲ့ तू လာစားပေးတဲ့ဥစ္စာကို तू ပြန်ထူတယ်လို့ဖတ်ဘူးတာရှိတယ်။ဒါပေမဲ့အဲ့ဒါမှောင်အောင်ပါတော့ပြောချင်တာကလောကကြီးမှာပေါ့နော်လက်ရှိမှာ pres လို့မျိုး CEO လို့မျိုးအများကြီးလို့တယ်တိလာဟိုအသင်းကိုအသင်းလို့အောင်မြင်ဖို့အတွက်ဘယ်လိုမျိုးစူးစမ်းရမလဲ ပြီးရဆိုင်ရသွားချင်းသူ့ရဲ့ဒါအကြီးမားဆုံးလုပ်ရပါဖီဂိုလိုကောင်မျိုးဘာဆိုနာငါခေါ်ပြမယ်ပြောရင်ဗျာဘေးလူကြရင်ဗျာဒါကျွန်တော်အဲ့ချိန်တော့ကြားရကျွန်တော်တို့ကျွန်တော်တို့မမီဘူးပေါ့နော်ကျွန်တော်ကပို့ဝင်လမီလည်းမမီပါကျွန်တော်ဘေးလူကြဟာဒီရဆောက်ဘောကွာငါတို့ဘာဆိုနာကစားသမားရီယယ်မက်ဒရစ်ကိုလာကစားမလားတဲ့မှာ the rest is history ကျွန်တော်ပြောရသေးလားအဲ့တော့ဟိုပြောချင်တာဗျာဟိုတခါကြရင်ပြောတာအခက်တယ်ဗျာဒါပေမဲ့ ျွန်တော်တို့ကတော့ဗောနော previous ကတော့ကျွန်တော်မြင်မှုသမျှ CEO တွေမှာအကောင်းဆုံးသားဒါကျွန်တော်ဘောလုံး CEO တယောက်ပဲကျွန်တော်ဒါကျွန်တော်ကတော့ကျွန်တော်မမြင်မှုတဲ့လူတွေလည်းရှိကောင်းရှိနိုင်မယ်ဗောနော်ဒါပေမဲ့တကယ်ကိုချီးကျူးဖို့ကောင်းတဲ့ CEO တယောက်ဟိုပို့ပို့ပြီးအသေးပေါ့ကိုကိုရီလိုလက်ရှိမှာဒါကျွန်တော်ကိုရီလိုအသင်းမျိုးဒါကျွန်တော်တို့အိုးစပါလိုအသင်းမျိုး level လိုကောင်းမျိုး CEO ဖြစ်နေကြမှာ previous နဲ့ရှင်ခမရလေဗျာနတ်သက်စီနဲ့ချီးဆိုတော့ချီးကို level ကိုတက်နှမ်းတယ်မို့ချီးအောင်မှာနေရာမြင့်မြင့်နေအောင်မယ်ခမရ အဲ့တခါကြရင်ပြသေးလားအသိတသိရဲ့လှုပ်လှုပ်ပုံခင်ဗျာ business sense ကကြည့်မလားအခုလက်ရှိမှာခင်ဗျာ real metric ရဲ့လေးဒီလား commercial ကြီးအယမ်းမိုက်တာ top of the line ကြီးပဲခင်ဗျာတိလားအသိကလည်း top of the line ဖြစ်လို့ sponsor လည်း top of the line ခင်ဗျာကြည့်လိုက် sponsor တွေကိုကြည့်လိုက်เนาะခုနက phone brand ဆိုတဲ့အကောင်းဆုံး phone brand okay ပြီးရင်ခုနက legion line ဆိုလည်း emirate လိုမျိုးအကောင်းဆုံး legion line အဲခုနက channel ဆိုတာခင်ဗျာကြည့်လိုက်သူတို့ sponsor ကျွန်တော်မြင်ဘူးသမားတန်းမှာကျွန်တော်သိတဲ့လောက်တန်းမှာအခုလက်ရှိလက်မောင်းကဒစိတ်တောင်မှာလက်မောင်းကဒစိတ်တက်တဲ့ဥစ္စာမှာ real metric ကဈေးကြီးဆုံးဗျာဈေးကြီးဆုံးဖြစ်အောင်လဲဒီဘက်တိဆောက်ထားတာအဲ့တော့ကျွန်တော်မြင်တာဟုတ်ရင်တော့ဒါလပေါ်တာနဲ့သူနဲ့လူကောင်းချင်းရှင်ပြီးတာရှင်ပြေးတဲ့ movement နေရှိတယ်တကယ်လည်းလပေါ်တာလည်းအများကြီးတော့ဒါပေမဲ့ PRS ကတခါကြာရင်ခုနပြောသူပဲ ဟိုအသင်းကလည်းကောင်းတယ်ပြန်ကောင်းပြောတာအသင်းကလူလူမဟာတကောင်းကွာရီယယ်မထွက်လို့အသင်းမျိုးရီယယ်မထွက်ကတစ်ချိန်လုံးကောင်းနေခဲ့တယ်ဒီမှာမှုဒါကျွန်တော်ပြောရသေးလားစီးပွားရေးကချွတ်ချုံကြပြီးတိုင်ပတ်နေတဲ့ movement တွေအများကြီးခုနကပြောလို့ training wing ရဲ့ဒါကျွန်တော်တို့မြေလွတ်တွေကိုရောင်းခဲ့မြငပြငားခဲ့ရဆိုအဲ training wing ထဲမှာတော့မှာ cyborg ထောင်ပြီးအဲ cyborg ရဲ့ space တွေကိုရောင်းခဲ့ရတဲ့ movement တွေရှိတယ်ခင်ဗျဖတ်ကြည့်ဆောင်းအောင်မိုက်တယ်အဲအကြောင်းတွေပြောမယ်ဆိုရင်သူက business side ကြီးမှာ footballing side ကြီးမှာတော်တော်လေးကိုပြည့်စုံနေဘဲတူပြီးသေးလား ဒီဖိတ်ဘာမှမဖြစ်ပါစေနဲ့ real madrid ပဲ fan တွေစုတော့အောင်ပါခင်ဗျာဘာလို့ခုနကမမေ့ရလာပေါ်တာနားယူပြီးဘာတို့မြူးတက်လာတဲ့အချိန်မှာဒါခွေးပြစ်သွားရပဲ barcelona အခုမှလာပေါ်တာပြန်တက်လာအဲ့တော့ pirus ဂျားထဲမှာခုနကပြော pirus ခုနကနေကောင်းပါစေချမ်းသာပါစေချမ်းသာပါစေဆိုတဲ့ဥစ္စာပဲခင်ဗျားတို့ပဲစုတော့အောင်ပါတကယ်အဲ့တော့အခုလေခုနကပြီးတော့ pirus အနေနဲ့ဘယ်တော့မှ casino တဲ့သူလိုအပ်ရင်သူပေးတယ်ဒါပေမဲ့ဒူတော်များမသိတဲ့ချက် previous က master negotiator နော်တကယ် master negotiator ကီလင်းအပပေခုလက်ရှိတာကျွန်တော်တို့ PSG မှာရနေလာစားတဲ့ပုံနေပြီးပေးပြီးမင်းငါကလပ်ကိုလာစမ်းခေါ်နိုင်တာခမတော်တော်မဟုတ်ဘူး Real Madrid အနေနဲ့အခုလက်ရှိ Alexander Arnold ပို့တယ်ခုနပဲဆာဂျုထူးကြည့်ပေးတယ်မယ်လက်ရှိမှာ Real Madrid ကဒါကျွန်တော်နှစ်သိန်းနှစ်သောင်းပဲပေးတာလေဗျာဘာပဲတုံးနေတာအာအေးပေါ့ဗျာ brand တကူတိဆောက်ထားတဲ့လူကြတာလေလက်မထောင်နိုင်တာပေါ့တဲ့ brand တကူတိဆောက်ထားတဲ့လူကအဲ့ brand ဒါပဲ အဲ့ဘုရားဘုရားအဲ့မာကွန်သမားတွေ PVS ကိုအများကြီးလိလာတင်နေခင်ဗျာတကယ်တကယ်မာကွန်သမားကျွန်တော်ဗီဒီယိုကြည့်မာကွန်သမားတကယ် PVS ကိုအများကြီးလိဒီဘက်ဘုရား Real Madrid ကိုအောင်မြင်တယ်ဘုရားဘုရားအဲ့လိုအောင်မြင်ခြင်းဘုရားဘုရားလက်ရှိမှာ branding ကိုလုပ်ကိုလုပ်ရတယ်တကယ်မိုက်တယ် အဲ့ချီချူတွေဗျာဒီဘဲတို့အဲ့တော့လောက်ပါမယ်ဘလုံးဘွဲတွေကို YouTube channel ဆိုရင်တော့ Usport Media 3.0နဲ့ DB4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလေးတဲ့ clip မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း Usport Media 3.0နဲ့ DB4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါဗျာ။မြန်မာလေးတဲ့ clip မမေ့ကြပါနဲ့။မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတင်ပါနဲ့။ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုးတင်ပါနဲ့။ဒီပါဗျာ။